ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးရေအခုမေကွန်းရှင်ကဒေါ်မှုံပါဟုတ်ပြီဆရာမပါဆရာကြီးအသက်60ပါမင်းဘူးပါတဲ့မင်းဘူးမှနေတာပေါ့နော်ဆရာကြီးရှင်းနဲ့အဆစ်ပြန်ရင်ပူရင်ညွတ်နာလေချင်းတက်ရင်ရင်ဝနာလို့ပါတဲ့အဆစ်ပြန်လေအဆစ်ပြန်တယ်တဲ့ရင်ပူတယ်တဲ့ဟုတ်ပြီရင်ညွတ်နာမှာတဲ့လေချင်းတက်ရင်နဲ့ရင်ဝလည်းနာတယ်တဲ့ အားလုံးကိုချုံကြီးလဲညွန်ပေးပါတဲ့ဟုတ်ကဲ့ဆရာမပြောတဲ့စကားတွေအားလုံးကိုချုံကြီးအဖြေအတွက်သူပေါ်နေပါလေဟာမြန်မာတိုင်းရင်းစီးမှာကငါးပွဲရငစားချဆိုသလိုရိုးရတခုစီတခုဥတာတဲ့အကြောင်းနဲ့အကျိုးအကြောင်းကိုတတ်ရပါတယ်ဟုတ်ကဲ့ပါဆရာအေးအကြောင်းကျိုးစာလည်းစီးပညာနေပင်မှာတော့အပူလားအေးလားပေါ့ဟုတ်ကဲ့ဆရာအပူလွန်တဲ့နာလားအေးလွန်တဲ့အနာလားပေါ့ အဲ့ဒါခုဆီယာမားရဲ့မြေဝင်းနဲ့မာကိုအဖြေတည်းကရှင်းပူတယ်လူလူပါပါတယ်နော်နောက်ဘာပူသေးလဲရှင်းပူတယ်အဆစ်အဆစ်ပြန်လဲရှင်းပူတယ်အဲ့ဒါလဲပူတာပဲဟုတ်ပြီနောက်ကလေဂျင်တက်တယ်တဲ့ဟုတ်ပြီအဲ့ဒါလဲပူတာပဲဟုတ်ကဲ့အဲ့ဒါမျိုးဆီယာမားဒီဟောကပျောက်ချင်နေဆိုရင်လွယ်လွယ်လေးပျောက်သွားမှာလို့ဟုတ်ကဲ့ဆရာဘယ်လူနည်းနဲ့ပျောက်မလဲဆိုရင် အဟာရမှာအပူစားအေးစံတကူမှာအပူစားတွေမှန်သမျှအားလို့လျှော့ချလိုက်ပါဟုတ်ကဲ့ဆရာဖြစ်နေရင်ဖြတ်ပလိုက်ပါအေးစားတွေကိုအစားထိုးပြီးစားပါ ဥမာအားဖြင့်ကြောက်ဖြုံသည်ဟင်ဂျူချက်တော့ဖရေသည်စားပြီးဖရေသည်ကလည်းနှစ်မျိုးရှိတယ်ခလေးစားစို့အစိတ်လေးတည်းစားလို့ရတယ် တော့ဈေးသေးတော့ရှင်ဖရဲကြီးရောင်းတယ်နုနုလေးအဲ့ဖရဲကြီးနုနုလေးတွေပဲဝယ်လာပြီးတော့ပြုတ်တို့ချင်ရချက်စားအဲ့လိုကြောက်ဖြုန်နည်းနဲ့ဖရဲကြီးစားမယ်ခွေတော်ရွက်နဲ့မဲစီလီရွက်အေးတဲ့အခါလေတမားကြောင်ရှာတော့မတည့်တာဆရာမမှတ်ထားမိပါပါအဲ့လိုအစားလေးပြောင်းလိုက်ရင်ကိုဆရာမယောဂနေနေခဲ့တော့ငါသွားတော့မယ်ဆိုတာလို့ယောဂသူ့အတူကြံနေခဲ့ပါလိမ့်မယ်တနေ့ချင်းတနေ့ချင်းတနေ့ချင်း ဆီယမ်အဲ့လိုများတလားတလားခွဲတော့ဆီယမ်ပစ်စင်းကြီးတောက်တယ်ဆိုရင်ဆီယမ်ဟိုးမှာလမ်းသွားမှာပါလို့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကေဘုရားရှင်ကြပါစီဗျာ